ဟောယူသွားမယ့်ကစားသမားများနဲ့လီဗာပူးရဲ့ဖြစ်လာနိုင်ပွဲလူစဉ်အားလုံးပဲမင်္ဂလာပါရှင်စပော့ကဘာကနေကြိုဆိုလိုက်ပါတယ်ဒီဘဘူနီဗာဂျီအမ်စလော့အနေနဲ့ကတော့ပြီးခဲ့တဲ့ဈေးပွက်ရာသီတုန်းကခီယေစာနဲ့မမားဒက်ရှ်ဗီဒီတို့ကိုပဲခေါ်ယူခဲ့ပြီးတော့ဒီကစားသမားနှစ်ယောက်ထဲကမှမမားဒက်ရှ်ဗီဒီကတော့လာမယ့်ရာသီလီဗာပူးရဲ့စကွတ်ထဲမှာပါဝင်လာနိုင်ပြီးတော့ခီယေစာကိုတော့ပြန်လည်ရောင်းချသွားမယ်လို့သိရပါဗျ။ ။ဒီဘက်မှာဆိုရင်လီဗာပူးအသင်းအနေနဲ့အသင်းကိုနှုတ်ဆက်ထွက်ခွာသွားတော့မယ့် Trent Arnautia ကိုအစားထိုးဖို့အတွက်ကစားသမားအသစ်ကိုဂယုတဆိုင်ရှာဖွေနေတယ်လို့သိရပါတယ်။ရက်လီရှိတယ်ဆိုပေမဲ့လို့လေသူ့ရဲ့ကြန့်ခိုင်မှုပိုင်းဆိုင်ရာအားနည်းချက်တွေကြောင့်မလို့အသင်းအနေနဲ့စိတ်မချဖြစ်နေရတာပါ။ဒါကြောင့်လည်းပဲလီဗာကူစင်အသင်းရဲ့ full back player frame pound နဲ့တည်နေကြေလောင်လာနေတာပဲဖြစ်ပါတယ်။အသက်24နှစ်အရွယ် frame pound ကလီဗာကူစင်အတွက်ပွဲတိုင်းနှိပါပါဝင်ကစားထားပြီးတော့လက်ရှိမှာဒီနေရာအတွက်အကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်ရည်တည်နေတာကိုတွေ့ရပါတယ်။ ပရင်မောင်ကဇာဘီအလွန်ဆိုရဲ့343စနစ်မှာ right winger အနေနဲ့လည်းကစားဘူးတလို့ညာကျန်းတစ်ချက်လိုအပ်တယ်လို့စီမံသုံးဆွဲလို့ရနေတာဖြစ်ပါတယ်။လီဗာပူးကလည်းအတော်လေးစိတ်ဝင်စားလိုက်နေတာမလို့ဒီကောင်ကလေးကအသင်းထံကိုရောက်လာနိုင်ပါတယ်။အဲဖရင်ပေါင်နဲ့ပုဂ္ဂိုလ်အေးဆိုင်ရာသဘောတူညီမှုတွေလည်းရရှိထားပြီလို့သိရှိရပါတယ်။ ဆက်ထဲမှာပဲလီဗာပူးဟာရောဘတ်ဆန်ရဲ့ဘယ်ခံစစ်နေရာကိုရေရှည်အတွက်ရည်ရွယ်အစားထိုးချင်နေတာကိုအားလုံးလည်းအသိပါပဲ။ဆိုတော့မီလိုစကာကက်ကလီဗာပူးနဲ့အန်ကိုက်ဖြစ်နေပြီးတော့မှဒီအသလတ်တရဲ့ဖော်ပြချက်ထဲမှာဆိုလို့ရှိရင်လည်းကစားသမားကအလားအလာအကောင်းဆုံးအနေထားမှာရှိတဲ့ဆူဖလာတွေကိုစိန်ခေါ်နိုင်စွမ်းရှိတဲ့အသင်းတွေစီမှာကစားခြင်းကြောင့်ကိုဖွင့်ဟထားတာကိုတွေ့ရပါတယ်။အဲကာကတ်စ်လိုကစားသမားမျိုးကဘုံမှမှာရေရှည်နေမှာမဟုတ်ပါဘူး။ ပါကက်စ်ကအသင်းကြီးတင်းစီကိုပြောင်းရှိဖို့အတွက်အဆင်သင့်ဖြစ်နေတယ်လို့လီဗာပူးကလည်းစိတ်ဝင်စားရှိလာနေတာကြောင့်မလို့အပြောင်းရွှေ့ကလည်းဖြစ်လာနိုင်ချေရှိနေပါတယ်။အဲ့ဒီအပြင်လီဗာပူးအသင်းဟာနောက်ခံလူကိုနာဒီကိုစာချုပ်သစ်ပေးဖို့ကမ်းလှမ်းပြောဆိုမှုတွေပြုလုပ်ခဲ့ပေမဲ့တိုးတက်မှုကမြင်တွေ့နေရခြင်းမရှိသေးပါဘူး။ကိုနာဒီအနေနဲ့ကလည်းစာချုပ်သစ်အတွက်ဆိုရင်လောက်ခလာစာကိုမြင်မစွာတောင်းဆိုနေပြီးတော့လီဗာပူးအသင်းအနေနဲ့ကစာချုပ်သစ်ပေးခြင်းလို့ရှိရင်အသင်းရဲ့လာစာအများဆုံးစည်ရင်းဝင်ကစားသမားအဖြစ်ကိုနာဒီရဲ့လောက်ခလာစာကိုတိုးမြင့်ပေးသွားရမှာဖြစ်ပါတယ်။ ကိုနာဒီကိုခွေရည်အတွက်စပိန်ကလပ်ရီယယ်မက်ဒရစ်အပါအဝင်ပြင်သစ်ကလပ် PSC အသင်းကလည်းအမှန်တကယ်စိတ်ဝင်စားနေတာဖြစ်ပါတယ်။ဆိုတော့ကိုနာဒီရဲ့အခြေအနေကလည်းရောင်းထုတ်သွားမလား၊စာချုပ်တစ်ပဲဆက်ပြီးတော့ချုပ်ဆိုသွားမလားဆိုတာကတော့မရေရာတဲ့အခြေအနေမှာဖြစ်ပေါ်နေပါတယ်။အဲ့ဒီအပြင်တိုက်စစ်မှုတာဝန်ယူရစ်ကိုလည်းဆော်ဒီဘက်ကိုရောင်းချဖို့အစဉ်သင့်ရှိနေပြီဖြစ်တယ်လို့မျိုးသူ့နောက်မှာအသက်အရွယ်အကြပိုင်းကိုရရှိလာနေပြီဖြစ်တဲ့ဂျိုတာကိုလည်းရောင်းထုတ်သွားဖို့အစီအစဉ်ရှိနေပါတယ်။ ဆိုတော့တိုက်စစ်မှုတူကိုလည်းအဖြစ်သွားမှာဖြစ်ပြီးတော့အလက်ဇန္ဒားအိဆက်ကိုကနအုပ်ချိဆက်မှုတွေရှိခဲ့ပြီးမြင်အစစ်မပြေနိုင်တဲ့အရေးအယံလေးတွေရှိနေပြီးတော့တကယ်လို့အိဆက်ကိုမခေါ်နိုင်လို့ရှိရင်တော့အရန်ပြစ်မှတ်အဖြစ် Leipzig အသင်းရဲ့ Sasco ကိုထားရှိထားပါတယ်။ကွင်းလယ်မှာကတော့ရေရှည်ပြစ်မှတ်ထားနေတဲ့ Spain ကွင်းလယ်လူစုပြီးမနီကအာဆင်နယ်အသင်းစီကိုပြောင်းရွှေ့သွားပြီးဖြစ်တာကြောင့်မလို့နောက်ထပ်ခြေလှမ်းသစ်တွေစတင်ရတော့မယ့်အနေအထားမှာရှိနေပါတယ်။ ကွင်းလယ်အဖြစ်မှာဒေါနာမီအောင်ကစားနိုင်စွမ်းရှိတာက Raven Bash တယောက်ပဲရှိနေပြီးတော့အသက်အရွယ်ရနေပြီဖြစ်တဲ့ M2 ကိုရောင်းချသွားပြီးရင်တော့နောက်ထပ်နံပါတ်6ကစားသမားတအူကိုမဖြစ်မနေခေါ်ယူသွားရမယ်အနေထားပါပဲ။ဒီတော်လည်းအတင်းက Stuka အတင်းမှာအထင်ကြီးစရာခြေစွမ်းနေပြသနေတဲ့ Angelo Stella ကိုချိတ်ဆက်နေပါတယ်။ဆိုတော့ဒီအပြောင်းရှိသတင်းတွေကိုစုစည်းပြီးတော့ Liverpool အတင်းရဲ့နာမည်ရာသီဖြစ်လာနိုင်ွက်ရှိတဲ့ကစားကွက်အခင်းကျင်းကိုဖော်ပြပေးလိုက်ရပါတယ်။ ပရီးမီးယားလိချန်ပီယံစုကိုကာကွယ်သွားမယ်အမ်စလော့ရဲ့လူစင်းမှာဆိုလို့ရှိရင်တော့ကုသမဖြစ်ကတော့အယ်လီဆန်နောက်တန်းမှာဆိုလို့ရှိရင်ဖရင်ပောင်ကိုနာဒီဗန်ဒိုက်ကာကက်စ်ဝင်းလယ်မာစတီလာဂရာဗီနဲ့မှာကတိုက်စစ်တွေဖြစ်ကတော့ဆာလာကပ်ပိုဆက်စကိုရုဖြစ်လာနိုင်ကြောင်းတိစက်ပေးလိုက်ရပါတယ်ရှင်။အဓိကပြိုင်ပွဲတွေဖြစ်ကြတဲ့မန်စီးတီးနဲ့အာဆင်နယ်စတဲ့အသင်းတွေကလည်းအပြောင်းအလဲများစွာနဲ့အပြည့်မှုတွေကိုပြုလုပ်လာနေပြီးတော့ချန်ပီယံဘွဲ့ကိုစိန်ခေါ်လာမှာဖြစ်တာကြောင့်မလို့အသင်းဘက်ကလည်းလုံလောက်တဲ့ အားပြေမှုတွေကိုခေါ်ယူသွားမှသာဟန်ပန်တကြရှိမှဖြစ်ကြောင်းကိုပြန်ဆက်ပေးလိုက်ရပါတယ်ရှင်။